yourcelebrity.com electronic မြန်မာ brand ရဲ့ကိုစားကျူစုနှုတ်ခွန်းဆက်စကားပြောကြမယ့်အစီအစဉ်လေးဖြစ်ပါတယ်ရှင်။ Samsung ရဲ့ကိုစားလေးများနဲ့ promotion လေးလာဖို့အတွက်ရည်ရွယ်ပါတယ်။ ာဝန်ရှိလူများစံစားကိုယ်စားလှယ်များနဲ့အရင်ကစက်ပုံပြီးရင်းမိလာတယ်လို့ကျွန်မပြောလိုက်ပါတယ်ဒီ season အတွက် Samsung AV Channel Manager ဒေါက်တာရာမြောင်ဝင်းအားစီတော် season ထားပါတယ်ပထမတကယ်တော့ချက်စီပွဲကဘောလုံးပွဲကဇွန်လ29ရက်နေ့မှာကြာမှာပေါ့เนาะအဲ့တော့ 对吧？对吧？好了。 โอเคဒီနေ့ကတော့ဒီ Samsung ရဲ့ဟိုဘောကိုယ်စားလှယ်တွေကိုဒီ Chelsea မှာသွား Chelsea ပါမလို့ Chelsea ပွဲကိုသွားကြည့်ဖို့အတွက်အဲဟိုဟာမဲဖောက်ကြီးရဲ့ဟိုအခမ်းအနားလေးပါဒီမှာမိစန်နေကိုဟိုမိစန်တို့လာရောက်ပြီးတော့ဖျော်ဖြေပေးရပါပရိသတ်တွေဟုတ်ကဲ့ပါရှင်ကို့အတွက်ပေါ့နော်လက်တွဲပေါ်ရည်ရထားတဲ့သူရှိနေပြီလားလို့ပရိသတ်ပြပြပေးပါဦးဗျာ โอเคပါလက်တွဲပေါ်ရေလို့ပြောလို့မရဘူးဘောเนาะဒါပေမဲ့မိဆန်ဒီမှာချစ်သူရောရှိပါတယ်ဟုတ်ကဲ့ပါဟိုဘယ်လိုမျိုးလက်တွဲလားမတွဲလားတော့ဒါကတော့ဖူးစာပါမပါတော့မသိရသေးပါဘူးဒါပေမဲ့ချစ်ချစ်သူရောရှိပါတယ်ဒီရေရောက်နေပါရီးသားရောရှိပါတယ်ဟုတ်ကဲ့ပါရှင်ဟောပရိသတ်ကြီးမြဲကျမချမ်းသာအန်ရဲ့ဂိမ်းလို့စနိုင်ပြောပါစေလို့မိဆန်ဒီကပရိသတ်ကြီးကိုအရင်ချစ်ပါတယ်လို့နောက်ပရိသတ်ကြီးအတွက်လည်းဒီထက်မကကောင်းတဲ့ချင်းနေဖန်ပြီးပေးနိုင်မှုမိဆန်ဒီအမြဲကြိုးစားနေပါတယ်လို့ပရိသတ်ကြီးမြဲပျော်ရွှင်နိုင်ပါစေရှင်လူချင်းတော့ဘာလို့ချင်းတော့ ် Samsung ဘွယ်လေးပေါ့ Samsung brand ambassador အနေနဲ့မတော်တူလက်တွဲလှုပ်လာကြတာဒီနေ့နဲ့ဆိုရင်၃နှစ်ရှိပြီအဲ့တော့ကိုမိသားစုလိုဖြစ်နေပါပြီ Samsung နဲ့ရောလေအဲ့တော့ဒီဘွယ်လေးမှာမာတချင်းဆိုရဲပြီးတော့ဒီကန်ဆယ်မဲ့ပေါ့ကန်ဆယ်မဲ့နိုင်ပြီးတယ်အဲလွန်ခဲ့တဲ့၃နှစ်ကပေါ့သူတို့ဒီ Samsung company ဘက်ကနေပြီးတော့မမကို contract ချုပ်ချင်တယ်ဆိုပြီးကမ်းလှမ်းလာတယ်။ကမ်းလှမ်းတော့သူတို့ဘက်က proposal တွေရဲ့မမဘက်ကလက်ခံနိုင်တဲ့အရာလေးတွေရဲ့ညှိနှိုင်းကြပြီးနောက်ဆုံး contract ချုပ်ပြခဲ့ကြတာပေါ့။အဲ့တော့မမနဲ့လည်းအဆင်ပြေလို့ပေါ့လေ။၃နှစ်စတိုင်မမပဲဆက်ပြီးတော့ brand ambassador အနေနဲ့ဟိုလက်တွဲလုပ်ဖြစ်ခဲ့ကြတာပေါ့နော်။ မလက်လောဝင်းဆိုးနဲ့မဗီဒီယိုကားရိုက်နေတယ်ပြီးတော့မနဲ့ကိုလင်းလင်းနဲ့မီးရင်ကဗျာ VCD လေးအဲတချင်းကိုမင်းကနှစ်ပုတ်ရိုက်တယ်အဲ့တော့ VCD လေးကတဝက်ကျိုးတော့မယ်ပေါ့ရိုက်တာဒီနှစ်နှစ်ကုန်ပိုင်းလောက်မီးရင်ကဗျာ VCD လေးကိုပြည့်သက်လက်ထဲထည့်ပါမယ် အဲ Twitter ပြည်သက်ကြီးစိတ်ချမ်းသာပါစေကိုကျမ်းပါပါစေအထိုက်အခိုက်နောက်ဆက်ကင်းတဲ့ဘဝလေးမှာညီညီချင်းချင်းနေထိုင်နိုင်ပါစေလို့ကဘာမမလူမျိုးတွေကွဲအာအရာရာလူတိုင်းရဲ့အမြင်တွေမတူနိုင်ကြပေမဲ့အားလုံးကိုထိညီပေးနိုင်တဲ့အရာလေးကချစ်ချင်းမြတ်တာဖြစ်တဲ့အတွက်တယောက်နဲ့တယောက်ချစ်ချင်းမြတ်ပါပြေဝတဲ့ပြောတွေလှုပ်ဆောင်ချက်တွေအမြင်တွေနဲ့အတူတူရှေ့ဆက်ကြရအောင်လို့ I love you all and God bless you